ပစ္စည်းဥစ္စာဆွဲလန်းတက်မှတ်ခြင်းဆွေမျိုးသားချင်းတွေကိုဆွဲလန်းတက်မှတ်ခြင်းဇနီးမယားတာသမီးကိုဆွဲလန်းတက်မှတ်ခြင်းမိမိကြောင့်မိမိအိမ်တို့ကိုဆွဲလန်းတက်မှတ်ခြင်းတိုင်းဟာနောင်တန်နေရာအတွက်မကောင်းကောင်းတဲ့စိတ်နဲ့သေရင်နတ်ပြည်ရောက်ပါမယ်မကောင်းတဲ့စိတ်နဲ့သေရင်တော့အပေပုံရောက်ပါမယ်တက်ရှိတက်မဲ့အရာဝတ္ထုတစ်ခုခုကိုဆွဲလန်းညှိတွယ်မိတဲ့အခါအဲ့ဒီအရာဝတ္ထုကိုရယူပိုင်ဆိုင်လိုမှုစိတ်ဆန္ဒကြီးစိုးနေရင်တည်သွားတဲ့အခါမှာတော့ပိတ်တာဘဝကိုရောက်နိုင်ပါတယ်မိမိပိုင်ဆိုင်တဲ့ပစ္စည်းအပေါ်ကို Twitter နှမျောပြီးတော့ ဆွဲလန်းနေရင်ကနေမကျွတ်မလွတ်ပဲနဲ့ရှိနိုင်ပါတယ်။သားဆွဲသမီးဆွဲလင်ဆွဲမယားဆွဲဥစ္စာဆွဲကြောင်ဆွဲအိမ်ဆွဲပြီးတည်ရင်လည်းမကျွတ်မလွတ်ပဲနဲ့ပိဒါတမျိုးမျိုးဖြစ်ရမယ်လို့ဖះရှင်ကဟောကြားထားပြီးသားပါ။ယခုကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့တရေဇက်လန်တဲ့ခရီးသွားမှတ်တမ်းဆိုလည်းဟုတ်ပါတယ်။အဲ့ဒီခရီးသွားပြီးတော့ဒွန်လဘတ်၃ညဝန်း၂ကြိမ်အလွတ်ဖျားပူးတဲ့၅နှစ်တာ၅ောက်တွင်မှဆက်ဆံကြုံတွေ့ခဲ့ရတဲ့ဦးစင်းကြီးဦးတုမနအကြောင်းကိုရေးပြခြင်းတာပါ။ နောက်ဆုံးနှစ်ကြတော့ယဟန်အဖြစ်နဲ့ဆုံတွေ့ခြင်းတော့မဟုတ်တော့ဘဲနဲ့မမြင်ရတဲ့မကျွတ်မလွတ်သေးတဲ့ပရလောကနယ်အတွင်းကတဦးအဖြစ်နဲ့ဆုံတွေ့ခဲ့ရပါတယ်။အကြောင်းရင်းကတော့မိမိနီးမှရှိတဲ့ပစ္စည်းပစ္စည်းရတချို့နဲ့မိမိမပိုင်ဆိုင်မှာပဲနဲ့နေထိုင်ခွင့်ရခဲ့တဲ့ကြောင်းကိုတွေ့တာခြင်းကြောင့်အထင်ရှိရပါတယ်။အကြောင်းရင်းကတော့မိမိနားမှာရှိတဲ့ပစ္စည်းပစ္စည်းရတချို့နဲ့မိမိမပိုင်မှာပဲနေထိုင်ခွင့်ရခဲ့တော့ကြောင်းကိုတွေ့နေခြင်းလို့အထင်ရရှိပါတယ်။ဘာပဲဖြစ်ဖြစ်ပြန်လုံတော်မူပြီးပေမဲ့လည်းကျောင်းဝင်းကျင်ကနေမခွာနိုင်တော့ဥစဉ်သူမနာကြီးဆွဲလန်းမှုမှကင်းဝေးနိုင်ပါစေ။ တဝောဝောတူနဲ့ကားတန်နေပါအမလီဖះဖះကြောက်ရင်မျက်လုံးမိတ်တာဘေးဘီကိုမကြည့်နဲ့ကင်မွန်စကန်နေပြီးတော့တောင်တက်ကားတွေကမွေလေမွေကောက်တောင်စင်းတောင်တက်လမ်းတွေတိုင်းကြွကျင်စွာမောင်းနေနေပါတယ်လမ်းကတလမ်းမောင်းဖြစ်တာကြောင့်အစင်းနဲ့အတက်ကို10မိနစ်စကန်ရသေးတောင်စကန်တို့မှာအတက်ကားကိုဦးစားပေးဆောင်ပြီးမောင်းနေကြပါတယ်အတက်ကားတွေ10မိနစ်စကန်ကြော်သွားမှရက်ဆောင်နေတဲ့အစင်းကားတွေကင်မွန်စကန်ကိုဆင်းကြရပါတယ် ကျွန်တော်တို့အဖွဲ့ကဗကြီးဆရာရုပ်ပြဆရာဇန်ညွန်ရေးဆရာတွေစုပေါင်းဒေါ်လဘတ်ယဟန်ခရန်ယသိတောင်ကိုထွက်လာခဲ့ကြခြင်းဖြစ်ပါတယ်ပထမနှစ်အနေနဲ့ကတော့ယဟန်ကိုဘဒေါ်လဘတ်ဝယ်ရန်ရည်ရွယ်ပြီးတော့လာကြခြင်းဖြစ်ပါတယ်တချို့ကလည်းအိမ်သူတတ်သားတွေပါကြသလိုတချို့ကလည်းတအူးတည်းလာကြပါတယ်ကျွန်တော်ပါဝင်ကိုဝင်းဖေအဖျောက်ကိုထင်းအောင်တမင်းဂျူလိုင်းကိုစိုးနေထုခဲတို့ကတအူးတည်းသမားတွေဖြစ်ကြပါတယ် ကိုစိုးနေဟူကတ်တုန်းစိုးနေဟူကိုမျိုးဝင်းပကြီလူမော်ကိုတုခစိတ်ဓာတ်အက်ကကိုဇော်မိုးထောင်းဆိုင်ကိုကြည်စိုးစလုံးတို့ကတော့အိမ်သူတထားဇနီးမယားများနဲ့အတူဖျားဖူးမဲ့ဆွေမျိုးတွေလည်းပါကြပါသေးတယ်ရဟန်းကန်တိန်စင်းလောင်းရံနဲ့ကြိုက်သေးရဖျားဖူးရံလိုက်လာကြခြင်းလည်းဖြစ်ပါတယ်မကြခင်မှာပဲကျွန်တော်တို့အဖွဲ့သားတွေစီးနင်းလာတဲ့ကားလေးဟာရသေးတောင်ကြီးရက်စကန်းမှာရက်လိုက်ပါတယ်ရသေးတောင်မော်ကိုစားစရာထည့်ထားတဲ့အိတ်တွေဆန်အိတ်တွေလက်ဆွဲအိတ်တွေနဲ့ခြေချင်းမတက်နိုင်တာကြောင့်ကားစင်းလုံး1005ကရသေးတောင်မော်ကိုတက်ခဲ့ကြရပါတယ်တောင်မော်ကို9နိုင်ခွဲလောက်မှာရောက်ခဲ့ပါတယ် ယသိတောင်ဓမ္မတုခကြောင့်ကိုတော်ဥကောဝိဒါကရန်ကုန်ကလာတဲ့တက္ကະတက္ကမတွေစားရံအတွက်တီးဆောင်ပေကလာဟင်းကိုဥစင်းရဲ့မွေစားသမီးမီဆန်းအေးကိုချက်ခိုင်းထားပါတယ်။ရောက်ရောက်ချင်းဧည့်သည်တွေကတော့ထမင်းတိုးကိုအမြန်ချက်ကြပါတယ်။ည9နာရီလောက်မှပဲညစာကိုမိန်ချက်စွာစားသုံးကြဖြစ်ပါတယ်။ဖျားဘူးဖွဲ့များဟာပါလာတဲ့ငံပြားရဲ့ချက်ငချောက်ကျော်တို့နဲ့တီးဆုံပေကလာရင်အလွန်လိုက်ဖက်လာပါတယ်ကျွန်တော်တို့ကလည်းဆာဆာနဲ့ခေါမွန်ဖော်ရန်စားလိုက်ကြပါတယ် ဥကောဝိရကိုတပည့်တကာအားလုံးကတော့ဥကောလို့သာခေါ်ကြပါတယ်။အရိညာကဥကောရဲ့ဓမ္မတုခကြောင့်မှအားလုံးစုပေါင်းအိတ်ကြရပါတယ်။ယောက်ျားလေးတွေကခေါင်းရင်းဘက်မှာအိတ်ပြီးတော့အမျိုးသမီးတွေကတော့ခြေရင်းဘက်ကနေအိတ်ကြရပါတယ်။နောက်တနေ့စောစောထပြီးတော့ဥကောကိုအာယုံစွန့်ကပ်ပြီးဧည့်သည်တွေအားလုံးကထမင်းကြော်စားကြပါတယ်။အားလုံးသိမ့်ဆဲပြီးတော့ဧည့်သည်တွေအားလုံးကကြိုက်ထီးရိုးတောင်ပေါ်ကိုဖျားဘူးရန်အတွက်မနက်9နာရီမှာရသေးတောင်အောက်ကိုဆင်းကြပါတယ်။ အမျိုးသမီးများကလေးများအသက်ကြီးသူများဒွန်လဘက်ဝတ်မဲ့သူများလှေကားတဲ့900နီးပါးများရှိတဲ့ရသေးတောင်ပေါ်ကနေတောင်အောက်ကိုဆင်းနေကြပါပြီအားလုံးနဲ့ကကိုဝင်းဖေကတော့ရသေးတောင်ရဲ့မတ်ဆောက်လာတဲ့လေကတိဘေးကကြောင်များကိုမကြည့်ရဲလို့ဆိုတာကြောင့်ကျွန်တော်ကသူ့ကိုတွဲပြီးတော့တောင်အောက်ကိုဆင်းခဲ့ရပါတယ်တောင်ကြီးရောက်တော့အလဲဆောက်နေတဲ့အထမ်းသမားတွေကိုတွေ့ရပါတယ်အသက်ကြီးသူတွေနိုင်ငံသားတွေကအထမ်းနဲ့တက်ကြပါတယ်ငါးသည်ဆိုကအသွားပြန်ခံမှာကတပေါင်းနဲ့ရှင်းရပါတယ်ပြန်မဲ့အချိန်အစ်တင်လာဆောင်ပေးပါတယ် ကျွန်တော်တို့ဖွဲ့ရတော့တပြောတပားခြေချင်းတက်ကြပါရယ်အတန်းနဲ့အစဉ်လူများနေတာကြောင့်လမ်းများဟာလည်းပြည့်နေနေပါရယ်အထန်းသမားတွေကိုတရီထားပြီးတော့ရှောင်ပေးနေရပါရယ်သူတို့တွေကစီးကျက်ညင်ကြီးလူလေးယောက်အမြန်အစင်းအမြန်တက်ထမ်းပို့နေကြပါရယ်လမ်းမေးဆိုင်တွေကလည်းမုန်းလက်ဆောင်မုံင်းကားအကျော်ဆုံးဝါတောင်ဝေးလေးများကိုဖျားပူးလာသူတွေကိုအော်ဟစ်ပြီးတော့ရောင်းချနေကြပါရယ်တနအိနီးပါးများနားလိုက်တက်လိုက်နဲ့ရသေးတောင်စကန်ကနေတောင်မကြီးလမ်းဆောင်ကိုရောက်လာခဲ့ကြပါရယ်အရင်နှစ်ကရသေးတောင်စကန်ကတောင်မကြီးဘော်ကိုကားလမ်းဖောက်နေတော့မှဖြစ်ပါရယ် ဖျားဘုတ်ကိုရောက်တော့အေးလူလူဖျားပူကြပါရယ်ဖုန်းကင်မရာများနဲ့အေးအေးဆေးဆေးဓာတ်ပုံရိုက်ကြပါရယ်ဖုန်းပါသူတွေကရန်ကုန်ကိုလုံးဝဆက်သွယ်လို့တော့မရပါဘူးကြက်ထီယိုးတောင်ရဲအောင်မှာတာဝါတိုင်းရှိနေပေမဲ့လည်းဖုန်းလိုင်းကတော့မမိပါဘူး ျွန်တော်တို့အထက်မှာကိုစုံမိုးရဲ့ဖုန်းတစ်လုံးသာရန်ကုန်ကိုဆက်လို့ရပါတယ်။အဲဒါကြောင့်မဲ့တစ်ဖွဲ့လုံးကကိုစုံမိုးရဲ့ဖုန်းတစ်လုံးနဲ့ကိုသာအားကိုးနေရပါတယ်။အလိုက်မသိတဲ့ကိုကြည့်စိုးကရန်ကုန်မှာကြံနေခဲ့တဲ့မြင်းနဲ့သမီးမိသားစုကိုဖုန်းမကြာခဏဆက်တယ်လို့ရန်ကုန်ကလည်းမကြာခဏဆက်ခိုင်းပါတယ်။ဖိုးဖိုးစီကိုဖုန်းဆက်မယ်ဆိုဖိုးဖိုးည7:00နာရီတိမိတ်သေးဘူး။မြေလေးဖုန်းဆက်နော်။ဒီလူလောက်တန်းနဲ့ပဲဒီညအေးရမဲ့ဂိမ်းတော့မမြင်ပါဘူး။အဲဒီလိုမျိုးပြောရတဲ့အထိပဲမှာ တောင်ပေါ်ကနေပြီးတော့ကြီးကန်းပစက်ကိုဆင်းခဲ့ကြပါတယ်ထို့မှပြန်တက်လာပါတယ်မုတ်ဆိုးတောင်လမ်းကနေထမင်းဆိုင်နဲ့ရှိရဘက်ကိုထွက်ခဲ့ကြပါတယ်မနက်စာထမင်းကိုတော့လူလူမြစ်တာထမင်းဆိုင်မှာအဝါစား1500နဲ့စားကြပါတယ်နေ့တနာရီခန့်တောင်ပေါ်ကနေပြန်ဆင်းလာခဲ့ကြပါတယ် ရသေးတောင်မော်ကို၃နိုင်လောက်မှာပြန်ရောက်ကြပါတယ်။ညနေပိုင်းရသေးတောင်ကျောင်းနိုင်စီရတော့ဦးစန်နီမာကိုဒွန်လဘတ်ရဟန်းဝှက်ခွင့်ပြုပါဆိုတဲ့အကြောင်းကိုစိုးနေဦးကသွားပြီးတော့ခွင့်ပန်လျှောက်ထားလိုက်ပါတယ်။ဆီရတော်ရဲ့ခွင့်ပြုချက်နဲ့ပဲအရင်ညနေ၄နိုင်လောက်မှာတော့ကိုရင်ဝှက်ဖြစ်ကြပါတယ်။၅နိုင်မှာတိမ်တက်ကြပါတယ်။တိမ်စင်းရဟန်း၁၅ပါးကိုဆီရတော်ဦးစန်နီမာကဥဆောင်ပြီးတော့တိမ်မအထွက်ရသေးတောင်မော်ဈေးဆိုင်နှမ်းများကလည်းရန်ကုန်ကတကာတကမတွေနဲ့အတူတိမ်စင်းလောင်းလူကြပါတယ်။နောက်ရက်မှာတော့ဆီရတော်ဦးစန်နီမာအပါအဝင်ရသေးတောင်မော်မှာရှိတဲ့ရဟန်းတန်ကားတွေကနေစွန်းဆက်ကလူရမ်းကြပါတယ်။ နေ့နှစ်နာရီလောက်မှာတော့ဒွန်လဘတ်ရဟန်းအနေနဲ့လိုက်ပါလာကြတဲ့ရန်ကုန်ကဒကာဒကမတွေကစွန်တောင်ဇင်းညံတောင်မြစိမ့်တောင်တို့ကိုတွားရောက်ပြီးတော့ဖူးမြော်ကြပါတယ်စွန်တောင်ဖြစ်ပေါ်လာပုံကိုဦးကိုကပြောပြပါတယ် ယသိတောင်တသနာပြုအိဆာတရာယသိကြီးယသိတောင်ကနေဇင်းညံလျှောက်ရင်ဆွန်များနေတဲ့တောင်ကိုရောက်ပါတယ်။အရိကနေအပြန်နေဘူးလုံးနာကြောင့်ယသိကြီးအပြန်လန်းတလျှောက်မှာဆွန်ကြီးများဟာယသိကြီးနေဘူးနဲ့မခံရအောင်လိုက်ပြီးတော့မိုးမိုးပေးနေတာကြောင့်ဆွန်တောင်လုံးအမိတွင်ကြောင့်ပြောပြပါတယ်။မြစိန်းတောင်ကအတွင်းမြစိန်အပြင်မြစိန်ဆိုပြီးတော့ရှိပါတယ်။ကျောင်းအောင်ဆန္ဒဆရာတော်ကြီးရေးသားထားခဲ့တဲ့ကြက်ထီယိုအဋိဌံအကြောင်းစာအုပ်မှာမြစိန်ဖျားတိုက်အကြောင်းရေးပြထားပါတယ်။ရွှေနန်းကျင်တိုက်ဆောင်ဘူမိယဖြစ်စဉ်ဘဝကမြစိန်ဖျားတိုက်မှာဥစ္စာဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။ တိုက်ကြီးကဲကမြတ်တန်နာတိုက်စည်းတိုက်ဆောင်ရရွေတော်2000ခန့်ရှိတဲ့ကြောင်းရွှေနှန်းကျင်ကနာဂဆန္ဒဒေဝီအမတော်ကနာဂတူဇာဒေဝီအမည်နဲ့ဥစ္စာဆောင်ခဲ့ရတဲ့ကြောင်းသိလိုက်ရပါတယ်။အရင်နောက်မှာတော့အောင်ကျော်ဆန္ဒဆရာတော်ကြီးရဲ့တရားတွေကိုနာကြားရတာကြောင့်ဥစ္စာဆောင်ဘုရားကနေဘုံမဒေဝနတ်တွေဖြစ်နေအဆင့်တက်ပြီးတော့ ယနေ့ထက်တိုင်းကြိုက်ထီယိုတသနာအထွန့်ရှိအောင်စောင့်ရှောက်နေကြောင်းသိခဲ့ရပါတယ်။အပြန်မှာတော့မြဆိုင်တော်ကဆင်းလာခဲ့ပြီးဘလူးချောင်းကိုဝင်ကဆရာတော်ကိုဖူးပြီးတော့ဝိထုငွေတွေဆက်ကပ်လူရန်ကြပါတယ်။ထိုနေ့ညနေ၄နာရီခွဲချောင်းကိုပြန်ရောက်ပြီးခဏနားကရေချိုးကြပါတယ်။ည9နာရီကျော်ကိုရောက်တော့ဦးစင်း9ပါးကဦးစင်းသူမနာချောင်းမှာပြောင်းအိပ်ကြရန်တိုင်ပင်ပြီးတော့စောင်းနေခေါင်းတွေကိုယူကြပါတယ်။ဦးစင်းကြည်စိုးဦးစင်းမျိုးဝင်းတို့ရဲ့တက္ကမများကဦးစင်းသူမနာချောင်းမှာလိုက်ပြီးမအိပ်ခိုင်းပါဘူး။ဦးစင်းနှစ်ပါးကလည်းတက္ကမရဲ့စကားကိုနားထောင်ပါတယ်။ ဦးစင်းကြည်စုကပင်ပင်ပပယဟန်မဝိခင်ကအရက်နဲ့ဆစ်လိုက်မပြတ်တာကြောင့်တော်ယုံတယုံတောင်စင်းတောင်တက်များပင်စူးစားပြီးတော့အားဆိုင်တက်ရပါတယ်။တဏျာရောက်လို့နားရင်တော့အမောဟိုက်နေတတ်ပါတယ်။အဲဒါကြောင့်မဲ့ဇနီးဖြစ်သူကသူ့ဘေးနားကမခွာအမြဲဂယုဆိုင်နေရပါတယ်။အမြဲတွဲခေါ်နေရပါတယ်။ ဇနီးဖြစ်သူကထိုကဲ့သို့ဂယုဆိုင်လေသူကပို့ပြီးတော့နှဲ့ပြလေးပါယဟန်ဝိတဲ့ခါမှာတော့တောင်ဝိကိုအားကိုရပါတော့တယ်ယဟန်မဝိခင်ကတငယ်ချင်းတွေကသူတို့အတွဲကိုဦးလေးကြီးနဲ့တူမလေးအတွဲဆိုပြီးအမြည်ပေးကြပါတယ်ဦးမျိုးဝင်းတို့ဇုံနှဲကတော့အဲ့ဒီလိုမျိုးမဟုတ်ပါဘူးတောင်စင်းတောင်တက်ကိုအများနည်းတူသွားနိုင်ပါတယ်ရှောက်နိုင်ပါတယ် ဒါပေမဲ့လည်းသူတို့လင်မြမစုံလိုက်နဲ့စုံလိုက်တာနဲ့တကြက်ကြက်ပါဖြစ်ပုံကကိုမျိုးဝင်းကပါဇက်အငိမ့်မနေဇနီးဖြစ်သူကအစားအနောက်မခံခြင်းမသိ၍မထီတထီပြောပါတယ်အရင်အခါမှာပဲအော်ကြဟစ်ကြစကားများကြပါတယ်ခဏနေပြန်တဲ့ကြပါတယ်ကိုဇော်မိုးကသူတို့အတွဲကိုမောင်လေးမမအတွဲဆိုပြီးနာမည်ပေးထားပါတယ်ကွဲရမာရောရှေ့မှာပါစကြပြောင်ကြပါတယ်ကိုမျိုးဝင်းကတော့ပုံမှန်ခန္ဓာကိုယ်အချိုးအစားရှိပါတယ် ဇနီးကခတ်ဝဝခန္ဓာကိုချိုးစားကြောင်းမောင်လေးနဲ့မမလို့အမည်ပေးထားခြင်းလည်းဖြစ်ပါတယ်။ဦးစင်းဖြစ်ကိုရောက်တော့လဲဓမ္မဒုက္ခကြောင်းမှာပဲအိတ်ဆက်ကြတယ်လို့ဥကောကိုအနီးကခြေစုပ်လက်နဲ့ပြုစုပေးပါတယ်။ခြေထောက်တွေကိုဆေးလိမ့်ပြီးတော့နှိမ့်နယ်ပေးပါတယ်။ထိုချိန်ကဥကောဟာပါတပတ်လေဖြတ်ခြင်းတယ်လို့ဖြစ်နေတာကြောင့်ညစဉ်ဆေးထိုးဆေးစားနေရပါတယ်။ရသေးတောင်ကြီးမှာရှိတဲ့ကျမရဲ့ဆေးကန်ကတာဝန်မှုဆရာမလေးကညစဉ်9နာရီထိုးလင်းရောက်လာပြီးတော့ဆေးကုသပေးရပါတယ်။ဆီယမလေးရဲ့ဂယုတစိုက်ကုသပေးမှုကြောင့်ဖြစ်ခါစားတဲ့တော်တော်လေးကိုတက်တာလာတယ်လို့သိရပါတယ်။ဦးစင်းကြီးသူမနာကတော့အသက်80ရှိနေပြီဖြစ်ပါတယ်။ ကျောင်းပေါ်မှာ24လက်မတီဗီနဲ့အောက်ဆက်တလုံးရှိနေတာကြောင့်ဦးစင်းနေရာဝမ်းသာသွားခဲ့ပါတယ်ဒွန်လဘက်ရဟန်းဝတ်များဖြစ်နေပေမဲ့စိတ်ကတော့လူစိတ်မပြောက်ချင်ပါဘူးတီဗီတွေ့တာနဲ့ပရီးမီးယားလိဘလုံးမွဲကြည့်ရတော့မယ်လို့အတွင်းနဲ့အားလုံးဝမ်းသာနေကြပါတယ် ကျွန်တော်တို့အုပ်စုစွန်းစားကျောင်းဆောင်ပေါ်မှာလာရင်မှဦးစင်းကြီးတည်သွားတာနဲ့မကြခင်မှာပဲဇာတိပြလာပါတော့တယ် TV အင်တာနက်ကောင်းလာဖြုတ်သွားသလိုအောက်ဆက်နဲ့ TV join နဲ့ကြိုးကိုဖြုတ်ယူသွားပါတယ်ဘလုံးမွဲကြီးမဲ့အကြံလည်းပြတ်သွားခဲ့ရပါတယ်စွန်းစားစပွဲအနီးမှာရှိတဲ့ဓာဘူးနှလုံးကိုလည်းပြန်သိမ်းယူသွားပါတယ်ထိုပြုမှုတွေကိုမြင်ပြီးတော့အားလုံးကဦးစင်းကြီးဦးသူမနာသူပစ္စည်းများကင်တာကိုမကြိုက်ကြောင်းသိလိုက်ရပါတယ်နောက်တဲ့နေ့နေစွန်းစားပြီးတဲ့နောက်မှာတော့ဒေါ်လဘတ်ရဟန်းအနေနဲ့ဒကာဒကာမတွေဟာ ဝိဇာတောင်စမတောင်တွေကိုဖျားဘူးထွက်ခဲ့ကြပါတယ်။မြာစိမ့်တောင်လွန်နာနဲ့တောင်ပြိုတောင်ကိုရောက်ပါတယ်။မိုးရွာသွန်းမှုတွေကြောင့်တောင်နယ်ရံတွေပြိုကျကာတောင်ကြီးမှာရှိတဲ့ကရင်ရွာချို့ကြောက်တုံးတွေပြီးပြီးတော့အသက်ဆုံးရှုံးခဲ့ရပါတယ်။ထိုနောက်မှဆကတောင်ပြိုတောင်လို့အမည်တွင်ခဲ့ပါတယ်။အဲဒီတောင်ပြိုတောင်ကဆပြီးတော့ခက်ခက်ခဲခဲနဲ့ဆင်းကြရပါတယ်။နိုင်ဝဲနီးပါးဆင်းခဲ့ပြီးတဲ့နောက်မှာတော့စမတောင်ကိုတက်ကြရပါတော့တယ်။တောင်ကြီးဟာရသေးတောင်လိုမျိုးပဲမတ်ဆောက်လာပါတယ်။ရသေးတောင်ကဲ့သို့ကြောက်လီကလေးတော့မရှိပါဘူး။လမ်းကျမ်းပါတယ်။ ကြောက်တုံးကြောက်ခဲတွေကိုခြေကန်အားယူပြီးတက်ရပါတယ်။နားလိုက်တက်လိုက်နဲ့45မိနစ်လောက်အမောဆုမတက်တက်ပြီးကမှပဲစမတ်တောင်မိုးဝါကိုရောက်ပါတယ်။မိုးဝါကလေကရစ်တွေကိုမြင်လဲရတော့အမောထက်ဆုသွားရပြန်ပါတယ်။ဒါပေမဲ့လည်းတောင်မော်ကရွှေအောင်တဝင်းဝင်းနဲ့ဇေဒီတော်ကိုဖူးမြင်လို့တဲ့တရာစိတ်ကြောင့်လေကရစ်များကိုအန်တုပြီးတော့ဂုံးမော်ကိုတက်လိုက်ကြရပါတယ်။စမတ်တောင်ကဖျားရည်တစ်ပင်ရိတ်မှနိုင်ဝက်ခန့်နန်းနာနေနေဖျားများဖူးကြပါတယ်။စမတ်တောင်မှနေပြီးတော့ဝိဇာတောင်ကိုဆက်ပြီးတော့သွားကြပါတယ်။ခက်ပြပြ45မိနစ်လောက်ရှောက်လိုက်တာနဲ့ဝိဇာတောင်ကိုရောက်ကြပါတယ်။ ဖះစီတီတွေလက်ပတ်ဖူးပြီးတကလာဝိဇာတောင်ဆရာတော်ကြောင်းမော်ကိုတက်ပြီးတော့ဆရာတော်ကိုဖူးကြပါတယ်ဆရာတော်ကကရင်လူမျိုးဖြစ်ပါတယ်မွေစိတ်ကူရမှာအလွန်ဆေးစွမ်းထက်တာကြောင့်နာမည်လည်းကြီးလာပါတယ်အရိဆရာတော်ကိုဖူးမြော်ပြီးတော့ဝိထုငွေဆက်ကလူတန်းကတောင်မော်ကနေပြန်ဆင်းလာခဲ့ကြပါတယ်အရိဖះဘူးခီးစင်မှာဦးစင်းကြီးထီအောင်ကချွေးထွက်လွန်လာတာကြောင့် ဧကတိသင်္ကန်းကိုပတ်တိုင်းပြီးတော့တောင်ဝိတ်တချောင်းနဲ့ဗိုက်ကြီးရှစ်ပြစ်လျှောက်နေရာတကတွန်းကိုတော်ကြီးလိုအမိပေးလိုက်တာကြောင့်ထိုချိန်မှစပြီးတော့တကတွန်းလုံးအမိတွင်ခဲ့ပါတယ်ထိုဖျားဘူးခီးစင်မှာဦးစင်းဝင်းဖေကမလိုက်ပါဘူးဟီလာဝါလာကိုတော်တွေနဲ့လျှောက်သွားနေရင်အဘက်တင်နိုင်နေဆိုပြီးတော့ကြောင်းမှနေခဲ့ပါတယ် အဲဒီလိုနဲ့ပဲကြိုက်ထီယိုတောင်တခွင်ကဖရားတွေကိုလက်ပတ်ဖူးရင်းနဲ့၅ရက်ပြည့်ခဲ့ပါတယ်။၆ရက်မြောက်နေ့မှာတော့မနက်အာယုံစွန်းစားပြီးတာနဲ့ဦးစင်းမြောက်ကိုတင်ကန်းယုံကျင့်ခိုင်းပါတယ်။မနက်9နာရီမှာကြိုက်ထီယိုတောင်နဲ့ရသေးတောင်လမ်းခွဲထိပ်တီးစွန်းကန်ထွက်ရမယ်လို့ဆိုပါတယ်။ဦးကောကဦးစင်းကြီးသူမနာကိုရှေ့ပြေးနေတဲ့ဒေါ်လဘတ်ယဟန်တွေကိုဦးဆောင်စွန်းခံစေပါတယ်။ယဟန်ကိုပါလည်းရသေးတောင်ကြီးကနေပြီးတော့ဦးစင်းကြီးဦးသူမနာကိုရှေ့မှာထားပြီးတော့ စီတန်းစွန်းကန်ထွက်ခဲ့ပါတယ်ဖျားဘူးများလူတဲ့ဝိတုအချို့နဲ့စွန်းကိုတပိတ်ပြရကြပါတယ်စွန်းရင်းကတော့တစ်ပါးနှစ်ပါးသာရကြပါတယ်ဖျားစီတန်းများကဈေးရောက်ရမရောက်ရတန်ဃာတော်များကြွက်လာရင်စွန်းကိုတော့နိုင်သွေးကတ်လူကြပါတယ်ယသိတောင်မော်တက်တော့စွန်းနေရတပိတ်အပြည့်ပါယသိတောင်တဲ့လီကရစ်တွေဘောတင်ငန်းမနိုင်တပိတ်မနိုင်ဘူဒီဘက်တီကြည်မကောင်းမြင်မကောင်းစွာနဲ့ပြန်တက်လာကြပါတယ်စွန်းခန့်ရန်ဒုတိယနေ့ယဟန်အဖြစ်9ရက်မြောက်နေ့ ဦးစင်းကြီးဦးသူမနနဲ့ရှေ့ကဥဆောင်ပြီးတော့စွန့်ခံထွက်ကြပြန်ပါတယ်။ကြောင်းပြန်ရောက်တော့လည်းညနေပိုင်းတိတ်ခါချကြပါတယ်။ညဘက်မှာတော့လူတန်းသမျှဆရာတော်ကိုလူချင်းဦးကောကိုလူချင်းစွန့်လူလူချင်းဖះစီရီပထိုးတွေမှာဝိထုငွေလူချင်းရွှေတင်ငန်းကက်လူချင်းအလူဒါနအဆုစုတို့ကိုဦးစင်းကြီးဦးကောရှေ့မောက်မှာပဲ ရေစက်ချအမြဝေလိုက်ကြပါရယ်နောက်နေ့မှာတော့ဥကောကိုအာယုံစွန့်ကပ်ပြီးတော့ကြောင်းမော်ကတောင်ကြီးကိုဆင်းခဲ့ကြပါရယ်နေ့၁၂နာရီမှာဝင်းမှန်လုံရင်နဲ့ရန်ကုန်ကိုပြန်ခဲ့ကြပါရယ်ဒုတိယနေ့မှာတော့မက်ရှလကိုပင်ရောက်ခဲ့ပါပြီထိုနေ့မှာတော့တန်ငါ၁၇ဘတ်ဒေါ်လာဘတ်ဝတ်ဖြစ်ပါရယ်ကိုဝင်းဖေကထိုနေ့ကစပြီးတော့မပါပြစ်တော့ပါဘူးစီမံကိန်းရက်ွက်ကကိုထေးအောင်ကိုသိန်းအောင်ကြောက်ပောင်းသိန်းဆောင်တို့လည်းဖြစ်ကြပါရယ်ထိုနေ့မှာပဲထူးခြားမှုကတော့ရသေးတောင်စကန်းကနေပြီးတော့ကြိုက်သီးတို့တောင်ပေါ်ထိကားလမ်းပေါက်သွားခဲ့ပြီဖြစ်ပါရယ် ကင်မွန်စကန်ကနေတောင်ပေါ်ထိဓာတ်ရိုက်တက်သူများလာပါတယ်အထန်းသမားတွေထွက်ဝက်ခန့်ရော့ကျသွားသလိုဈေးဆိုင်များလည်းထွက်ဝက်လောက်ပိတ်သွားခဲ့ပါပြီဒေါ်လဘက်ရဟန်းနေဖြစ်သွားတာနဲ့ပဲဦးစင်းကြီးသူမနာရဲ့စွန်းစားကြောင်းမှာညအိမ်ရဲ့စီစဉ်ကြပါတယ်ဒီတစ်ချိန်တော့ဦးစင်းနေရပါသွားခဲ့ပါပြီဦးကောကြောင်းကဦးစင်းသူမနာကြောင်းကိုမကူခင်တပားကို900ကျပ်ကောက်လိုက်ပါတယ်ဦးစင်းကြည်စွန်းနဲ့ဦးစင်းမျိုးဝင်းတို့နှစ်ပါးထုံးစံတိုင်းလိုက်မအိပ်ပေမဲ့ထုံးစံတိုင်းကောက်ပါတယ် စွန်းစားကျောင်းဆောင်မော်တက်တာနဲ့ဦးစင်းကြီးတုမနာကိုဦးစင်းစိုးနေဦးနဲ့ဦးစင်းဇော်မိုးတို့ဟာဝိထုငွေ9500ကျပ်ဆက်ကတ်လိုက်ပါတယ်။တိမ်စင်းမလောင်းလို့တဲ့ဆက်ပြနဲ့မုံမျိုးစုံတို့ကိုပါဆက်ကတ်လိုက်ကြပါသေးတယ်။ဦးစင်းကြီးတို့သတင်းကြည့်ခြင်းဖွင့်ကြည့်ကြနော်။ဗီဒီယိုကြည့်ခြင်းလည်းကြည့်။ကော်ဖီမစ်တောက်ခြင်းလည်းတဘူးကြီးတွေမှာရည်နွေးပူပူတွေရှိတယ်။တင်မဗျာ။ကျောင်းမော်မှာလွတ်လွတ်လပ်လပ်နေကွယ်။နေကင်းလည်းတုံးလုံးလာလဲကြ။တင်မဗျာ။တပည့်တော်တို့ခွင့်ပြုပါဦးဗျာ။အေးအေးသွားကြသွားကြကွယ်။ဒီတစ်ခါဘယ်နှစ်ရက်ဝတ်ကြမှာလဲကွယ်။ခုနှစ်ရက်ပါပဲဗျာ။ တပည့်တော်တို့စွန့်နေရထွက်ခံမှုရည်ရွယ်ထားပါတယ်အရှင်ဖျားဥဆောင်ပြီးတော့ထွက်ပေးပါဖျားအေးကွယ်အေးအေးဥစဉ်ကတော့နေတိုင်းစွန့်ခံထွက်နေတာအကြောင်းမဟုတ်ပါဘူးကွယ်အခုနောက်ပိုင်းစွန့်ကတပည့်တော်ဝတ်တော်မရကျင်တော့ဘူးကွယ်ဖျားဘူးတွေကကားနဲ့ပဲတက်နေကြတော့ ဈေးဆိုင်နေလဲမရှိတော့ဆွန်းနေသွားတာပေါ့ကွယ်တင်မဖေဟာဦးစင်းနှစ်ပါးကလည်းဥတုမနာကြီးအနီကထလာခဲ့ကြပါတယ်ပြီးခဲ့တဲ့နှစ်ကဦးစင်းကြီးဥတုမနာကိုအဝင်မတက်တာကြောင့်အဆက်ဆက်ရရလမ်းကြောင်းပိတ်သွားပါတယ်ယခုဝိထုငွေကြိုတင်ကတ်လိုက်ခြင်းကြောင့်လမ်းကြောင်းများအကုန်ပွင့်သွားခဲ့ပါပြီတတိယနှစ်မှာလည်းဒွန်လဘက်ယဟန်ဆက်တပါယဟန်ခန်ရန်ဆွန်းကမဲ့တကတကမတွေဖျားဘူးလိုက်မဲ့သူတွေနဲ့ကြိုက်ထီးရိုးကိုအချိန်မှန်ပြေးဆွဲနေတဲ့တိမ့်တန်းကျော်ကိုင်းနဲ့လိုက်ခဲ့ကြပါတယ်ဒီနှစ်မှာတော့ကိုရစာခဲဟာယဟန်ခန်ရန်လိုက်ခဲ့ပါတယ်ရသေးတောင်ကိုညနေ9:00မှာရောက်ခဲ့ပါတယ် နောက်နေ့စောစောကြိုက်ထီရုတ်တောင်ကိုဖျားတက်ဟူကြပါတယ်။နေ့ကင်းတောင်ပေါ်ကနေပြန်မစင်းခင်နေ့လယ်စာကိုလူလူမြစ်တာထမင်းဆိုင်မှာဝင်စားပြစ်ကြပါတယ်။ထမင်းဆိုင်ကအဝါစား1800ဖြစ်သွားခဲ့ပါပြီ။တောင်ပေါ်ကနေပြန်စင်းခဲ့ကြပါတယ်။နောက်တနေ့ရဟန်းမခန့်ခင်မနက်ပိုင်းရသေးတောင်ကြီးကိုဆင်းပြီးတော့ရေတကုံကိုသွားကြပါတယ်။လမ်းကဝိဇာတောင်စမတ်တောင်ကိုသွားရလမ်းလောက်မခက်ခဲမကြမ်းတမ်းကြပါမယ်လေ။ရေတကုံကိုဆင်းရလမ်းကတော့ကြမ်းတမ်းမဆောက်လာပါတယ်။ တံပိုက်လုံးတွေကိုဆွဲပြီးတော့ဆင်းရတက်ရပါတယ်။နွေရာသီဖြစ်တာကြောင့်ရေတကုံကရေနည်းနည်းသာကျပါတော့တယ်။ရေတကုံမှာခဏနားပြီးတော့ဓာတ်ပုံရိုက်ကြပါတယ်။ပြီးတဲ့နောက်မှာတော့ပြန်လာခဲ့ကြပါတယ်။ညနေပိုင်းကိုရင်ဝတ်တိမ်တက်ရဟန်းခံကြပါတယ်။ဦးစင်းကြီးဦးသူမနာကိုတပား900စီစုပြီးတော့လမ်းကြောင်းဖွင့်ရပါတယ်။ဝိထုငွေလူပြီးတာနဲ့ပဲအားလုံးလှုပ်ခွင့်နေရရှိပါတော့တယ်။ ဒါပေမဲ့လည်းဦးစင်းကြီးမကြိုက်မှန်းသိတာကြောင့် TV နဲ့အောက်ဆက်ကိုတော့ဘသူကမှမကင်ကြပါဘူး။ရဟန်းခံပြီလို့တတိယမြောက်နေ့မှာတော့အားလုံးစုပေါင်းထဲဝင်ငွေနဲ့မိုးရင်းကဆက်ကတ်ကြပါရယ်။ကျောင်းမှာရှိတဲ့တန်ဃာတွေအပြင်ကျောင်းကိုရောက်လာကြသူတွေပါကြွေးပါရယ်။ညနေဒကာတွေစားပြီးပေမဲ့လည်းမိုးရင်းကမုန်းပတ်တွေကကြံနေပါသေးတယ်။ည၈နာရီ၉နာရီလောက်မှာတော့မနက်အာယုံစွန့်ကပ်ရန်ချက်ပြုတ်နေစဉ်ဦးစင်းစော်မို့ကစွန့်ချက်ဆောင်ဒကာကိုမပိတ်ထားဖို့ကြိုတင်မှာထားလိုက်ပါရယ်။ဘာလို့မလို့လဲဦးစင်း။ဒကာမပိတ်ဘဲထားလို့ရှိရင်ခွေးတွေဝင်စားကုန်မှာပါဗျ။ ဖွင့်ထားဖို့မဟုတ်ဘူးစေ့ထားဖို့ညာ12နာရီထိုးလို့ရှိရင်မုံဘက်လာယူပြီးတော့တုတ်စားမလို့လေဦးစင်းတို့ကနေလွဲညစာမဖုံးရအောင်မဟုတ်ဘူးလား12နာရီမထိုးခင်ကလေးကပြင်ဆင်နေတာရဲ့နာရီတကြီးကြီးလုံနေကြတော့အဘက်တင်မှာပေါ့ဒကမကြီးကလည်းနောက်နေ့ကူးသွားဖို့ပဲအရေးကြီးတာမဟုတ်ဘူးလားအဲဒီနောက်မှာတော့သကောင်ကျော်တာနဲ့ဦးစင်းလေးပါကမုံဘက်တွေယူပြီးတော့တုတ်စားကြပါတယ်ကျောင်းပေါ်မှာခြေတန်တဝုံးဝုံစကားကတူတူမပြောအသက်ကြီးတော့ဦးစင်းကြီးဦးတုမနာတန်းလမ်းကြောင်းသာမဝင်ထားပါကသူ့ရဲ့တောင်းဝင်းနဲ့လိုက်ရိုက်မှာကျင်းနေပါတယ် အိမ်မရတော့တာကြောင့်ကလထိုင်မော်တက်ထိုင်နေတဲ့ဦးစင်းကြီးသူမနာဦးစင်းလေးပါးကိုကြည်ပြီးတော့သဘောကျစွာရေမောနေတာကိုတွေ့ရပါတယ်။အရင်နှစ်မှာတော့6ကတ်နေပြီဖြစ်တဲ့ရသေးတောင်ကြီးကကြိုက်သီးရိုးတောင်အထိအတက်လန်တစ်လျှောက်ကစွန်းခံမထွက်ပြတော့ပါဘူး။အထန်းသမားတွေလည်းမရှိတော့ပါဘူး။ဆိုင်ငန်းတွေလည်းမရှိတော့ပါဘူး။အထန်းသမားတွေကတော့တောင်မော်ကားကြီးကနေကြိုက်သီးရိုးရင်မြင်အတက်ထိတာပို့ကြရပါတော့တယ်။စရုဒ္ဓနှစ်မှာတော့တိုးတက်မှုများရှိသလိုဆုပ်ယုပ်မှုတွေကလည်းအများကြီးတွေ့ရပါတယ်။တိုးတက်မှုကရေဒဂုံကိုကားလန့်ဖောက်လိုက်ပါတယ်။ ောင်တက်ကားလန်းနေရတလန်းမောင်းတဲ့နှစ်လန်းမောင်းဖြစ်အောင်ချက်လိုက်တာကိုတွေ့ရပါတယ်။တောင်စင်းတောင်တက်အကွေအောက်တွေကလမ်းနှဲငယ်ကျင်းမြင်မဲ့လဲအဖြောင့်လမ်းများနှစ်လန်းသွားများဖြစ်ကုန်ပါတယ်။ဒီနေ့ဥကောကလင်းနှင်းမြောက်ဖြစ်၍ရဟန်းမခန့်စေခြင်းကြောင့်ပြောလာခဲ့ပါတယ်။ စရုဒ္ဒနစ်မှာရဟန်းမခံပြတ်တော့တာကြောင့်ငါးည6ရက်သာနေပြစ်ခဲ့ပါတယ်ရဟန်းခံခဲ့တဲ့3နှစ်တာကာလညနေ6နာရီထိုးတာနဲ့အောင်မင်္ဂလာအိ္ษาတရဖျားကြီးရှိမောင်မှာတန်ဃာတော်တွေကိုအဋိဌံပရိစိတ်ခိုင်းပါတယ်နောက်နှစ်မှာကံဖုံးပွင့်ရွှေဖုံးပွင့်မြာဖုံးပွင့်ဖျားများမှာအဋိဌံပရိတွေစိတ်ခိုင်းပါတယ်တတိယနှစ်မှာလည်းဖျားပေါင်းစုံမှာအဋိဌံပရိတွေစိတ်ခိုင်းခဲ့ပါတယ် ကုသိုလ်ယူတိုင်းရနော်ကုသိုလ်အများကြီးရနိုင်ပါတယ်ပြစ်စမနှစ်ကိုပင်ရောက်ခဲ့ပါပြီမတ်လ18ရက်နေ့မှာတော့လူစုပြီးတော့ကြိုက်ထီးကိုဖျားဘူးထွက်ခဲ့ကြပြန်ပါတယ်ထိုနေ့မှာတော့ကိုစိုးနေဦးရဲ့မိသားစုကမြေထင်းရမယ်ဆိုပြီးတော့နေခဲ့ပါတယ် တကနုံကိုထေးအောင်ကတော့ဇနီးနေမကောင်းတာကြောင့်မလိုက်နိုင်တယ်လို့ကားပွဲစားလုပ်နေတဲ့ကိုစော်မိုးမိသားစုကလည်းမလိုက်နိုင်ပါဘူးတက်ချက်ကြီးတဲအောင်ကဝတ်တရားမပြတ်လိုက်ခဲ့ပါတယ်အီခေါ့မှာတော့ရဟန်းမဝတ်ဖြစ်ပေမဲ့လည်းဖះလဲဖူးရင်ပါလာတဲ့အလုပ်လေးတွေလုပ်ရရည်ရွယ်ချက်နဲ့ထွက်လာခဲ့ကြခြင်းဖြစ်ပါတယ်ကိုမျိုးဝင်ပကြီလူမော်ကတော့ body line ကိုရန်အတွက်အလုပ်များပါလာတယ်လို့ကိုကြည်စိုးကစလုံးသွင်းရန်အလုပ်ပါလာခဲ့ပါတယ်ဇက်လန်ရည်တဲ့ကိုသူကကကြိုက်သီးရိုးဇက်လန်ကိုပြပြစင်ရန်ဇက်ညွန့်ပါလာပါတယ်ပကြီလူမော်ရေးဆွဲတဲ့ရွှေနှန်းကျင်စာအုပ်ကတော့စိုင်များပေါ်မှာတွေ့ရပါတယ် ဖျားဖို့များလည်းဝယ်ယူအားပေးဖက်ရှုနေတာကိုလည်းတွေ့ရပါတယ် ြင်စမနှစ်မှာမြစိမ့်တောင်တက်ဘလူးကျောင်းတောင်ကြီးကနေစပြီးတော့တောင်ပြိုစမတောင်ဝိဇာတောင်အထိကားလမ်းတွေဖောက်ထားပြီးပါပြီမြစိမ့်တောင်လမ်းခွဲကနေတောင်ပြိုအထိတော့ကွန်ကရစ်တွေခင်းထားခဲ့ပါတယ်ရသေးတောင်ကျောင်းများကလည်းပြန်လည်ပြင်ဆင်ထားပါတယ်တိမ်မှာသတင်းသုံးနေတဲ့ဦးစင်းကြီးကခရိုင်းနစ်တွေရောက်စဉ်ကတော့တန်တန်မာမာဝဝဖိုက်မိုင်ကြီးပါယခုတော့ပင်ပင်ပပလေမိသွားတာကြောင့်တောင်ဝင်းနဲ့လမ်းလျှောက်နေရတယ်လို့တိမ်ပေါ်မှာသတင်းမသုံးတော့ဘဲနဲ့ဓမ္မတုခအနောက်ဘက်မြေဆိုင်ကျောင်းကလေးမှာပဲသတင်းသုံးနေပါတယ်ထို့အပြင်ကျွန်တော်တို့၄နှစ်စလုံးညှိခဲ့တဲ့စွန်းစားကျောင်းဆောင်မှာသတင်းသုံးနေတဲ့ဦးစင်းကြီးဥတုမန ဟာလည်းပြလွန်တော်မူသွားပြီလို့သိရပါတယ်ထို့ကြောင့်မှမြေတီတန်ကမှလာရောက်တရင်သုံးချက်မရှိတော့ပါရောက်ခစားညကစွန်းစားကျောင်းဆောင်မှာပြောင်းရည်စီစဉ်ကြပါတယ်စောင်းနေခေါင်းတွေကိုယူပြီးတော့စွန်းစားကျောင်းဆောင်ကိုတည်သွားခဲ့ကြပါတယ်ညပဲလွတ်လွတ်လပ်လပ်အိပ်ရတော့မှလည်းဖြစ်ပါတယ်ထို့ကြောင့်ကိုကိုကြည်စိုးနဲ့ကိုမျိုးဝင်းတို့ထုံးစံအတိုင်းမပါလာခဲ့ပါဘူးကျွန်တော်တို့အုပ်စုဓမ္မတုခကျောင်းမှာစကားဝိုင်းဖွဲ့ပြောဆိုနေကြပြီးတော့ည၈နာရီစွန်းစားကျောင်းဆောင်ကိုကူးလာခဲ့ကြပါတယ်ကျွန်တော်ကလည်းအိခါစားအိပ်ပျော်သွားပါသေးတယ်၁၀နာရီကျော်၁၇နာရီလောက်မှတော့ဒရော့တော့အတန်ကြာလာကြအောင်နိုးလာခဲ့ရပါတယ်ဟမ် ဘာသာမလိုက်ကွာစောင်းအဖယ်ပြီးတော့မျိုးလုံးသားဖွင့်ကြည့်လိုက်ပါတယ်အတန်ရှင်ကိုတော့မတွေ့ရပါဘူးကျွန်တော်တို့ခြေရင်မှာဒရော့တော့နဲ့လမ်းလျှောက်နေတဲ့အတန်ကိုကြားနေရပါတယ်ရှက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 ်အတန်တွေရောဒရော့ဒရော့အတန်တွေရောခြေတန်နဲ့တောင်ဝေးထောက်တန်တွေကပီပီတက်တာအသွားပြန်ကိုရှောက်နေရပါ ကျွန်တော်ရဲ့နီမာအိတ်နေတဲ့ကိုတူးခါကိုကြည့်လိုက်ပါရယ်ပြီးတဲ့နောက်မှာတော့ကိုသိန်းအောင်ကိုလည်းကြည့်လိုက်ပါရယ်အားလုံးကတခေါခေါနဲ့အိမ်မောကြနေခဲ့ကြပါပြီငါးပင်လေးကမ်းများကျဲ့တော့ចောင်းကြီးပေါ်မှာမဲချင်းနေတာကြောင့်အညောင်းပြေလမ်းလျှောက်နေသည့်နဲ့အသွားပြန်လမ်းလျှောက်နေပါရယ်ကျွန်တော်ကလည်းခေါင်းမှုချုံပြီးတော့ဆောင်းထဲမှာယင်တထိတ်ထိတ်နဲ့ခုံနေပါရယ်စိတ်ချောက်ချပြီးဇော်ကျွေးတွေလည်းပြန်နေပါရယ်အရင်နောက်မှာတော့ဦးစင်းကြီးအမြဲတမ်းအိတ်တဲ့အိယာကနေဖြာဆွဲခင်းတဲ့အတန်လိုကြားရပြီးတော့အရာအလုံးကငြိမ်သက်သွားပါရယ်ကျွန်တော်မှာတော့တောင်ပေါ်ကလေတဝုံဝုံနဲ့တဖြည်းဖြည်းမြည်အောင်တိုက်ခတ်နေ၍အဲအေးလွန်ကဲနေပေမဲ့လည်းဆောင်းအောက်မှာ တော့ဇော်ကျွေးတွေပြန်ပြီးတော့အိတ်လို့မရဖြစ်နေပါတယ်။မြည်သည့်အချိန်မှာပြန်လဲအိတ်ပြော်သွားသည်တော့မသိပါဘူး။မနက်3နာရီလောက်မှာတော့ရုတ်တရက်နိုးလာခဲ့ရပါတယ်။စီးသွားကျင်တာကြောင့်နိုးခြင်းလည်းဖြစ်နိုင်ပါတယ်။စီးအိမ်ကတင်းနေပါတယ်။တစ်ဖက်တစ်ချက်မှာညအိတ်နေသူတွေကတွတ်တုံများမလို့လှုပ်ရှားတံမကြရပါဘူး။စီးသွားကျင်တာကြောင့်အနေရခတ်နေပါတယ်တယောက်တည်းလည်းမထရရပါဘူးကံအားလျော်စွာ၃နာရီခွဲလောက်ကိုတုခနိုးလာခဲ့ပါတယ်အပေါ့ဘာသွားရန်တကားဖွင့်ပြီးတော့ထွက်သွားတာနဲ့ကျွန်တော်ကလည်းအိယာကထပြီးတော့ နောက်ကနေအမြန်လိုက်ရပါတယ်။ညာကြီးချိန်ပြီးတော့ဦးစင်းတောင်ဝိတချောင်းနဲ့လမ်းလျှောက်တဲ့အကြောင်းမပြောခဲ့။ကုတုခအပေါ့သွားပြီးလေကလေးကပြန်တက်နေပါပြီ။ကျွန်တော်ကလည်းအပေါ့သွားခြင်းကိုအမြန်လက်ဆသိမ်းလိုက်ပြီးတော့နောက်မှအမြန်လိုက်ခဲ့လိုက်ပါတယ်။ကျွန်တော်ကျောင်းဝင်းထဲကိုဝင်တော့ကုတုခဆောင်းချုံပြီးတော့ကွေးနေပါပြီ။ကျွန်တော်ခေါင်းရင်ပဲဥတုမနာအိတ်ခဲ့တဲ့အိတ်ရကိုမရဲတရဲလမ်းကြည့်လိုက်ပါတယ်။ဘသူမှရှိမနေတာကြောင့်ကြောက်လန့်ခြင်းအနေငယ်တော့ယော့သွားပြီးတော့ဆောင်းခေါင်းထိရောက်အောင်ဆွဲချုံအိတ်လိုက်ပါတယ်။ ညကဥစဉ်သူမနာကြောင့်စဉ်းစားလိုက်ပြီးခြေရင်းဘက်များရောက်နေမလားခေါင်းရင်းဘက်များရောက်နေမလားကြောက်စိတ်နဲ့ပြန်ပြီးတော့အိတ်မပြောတော့ပါဘူးအဲလိုနဲ့ပဲ၄နိုင်ခွဲလောက်ရှိလာခဲ့ပါပြီဥစဉ်ကြီးရဲ့အိတ်ရာစီကနေတောင်ဝင်းနဲ့လမ်းလျှောက်တန်ကြားလာရပါတယ်ဒေါက်တောက်ဒေါက်တောက်ရှ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 က်နဲ့ပါကျွန်တော်ဆောင်းကိုမျက်လုံးပေါ်အောင်အနေငယ်ဆွဲချလိုက်ပြီးတော့ကြည့်လိုက်ပါတယ်ဘသူ့ကိုမှတော့မတွေ့ရပါဘူးအတန်သာကြားနေရပါတယ် အဲ့ဒီချိန်မှာပဲကြွေကနေဆိုပြီးတော့တကားဖွင့်ပြီးထွက်သွားတဲ့အတန်လိုမျိုးကြားလိုက်ရပါတယ်။အပြင်တမန်တလင်းပေါ်ကိုတောင်ဝေးထီတန်ခြေလန်းလျှောက်တန်ထိခိုက်ပေါ်ထွက်လာတဲ့အတန်တွေမကြရတော့ပါဘူး။ကျောင်းပေါ်မှာရှိသူတွေကိုအတန်ပေး6လန့်သီလာတော့မသိပါဘူး။ကုသခာကိုသိန်းအောင်ကတူတူခေါ်လိုက်ပါတယ်။ဗျာခမကြားလိုက်လား။ကြားတယ်ဗျာ။ကျောင်းပြေုံထွက်သွားတာပဲ။ကျွန်တော်နိုးနေလို့မျက်လုံးဖွင့်ကြည့်လိုက်တော့ခြေတန်နဲ့တောင်ဝေးထောက်တန်ပဲကြားရတယ်။ဦးစင်းကြီးကိုလည်းမတွေ့ရအောင်။ဟုတ်တယ်ဗျာ။ကျွန်တော်ကတောင်ဝေးတန်ကြောင့်နိုးသွားတာ။မျက်လုံးဖွင့်ကြည့်လိုက်တော့ဘာမှလည်းမတွေ့နေရအောင်။သူတို့ပြောနေစဉ်ကျွန်တော်ကလာထိုင်လိုက်ပြီးတော့ 17နှစ်လောက်ကကျောင်းပေါ်မှာခောက်တုတ်ခောက်မြန်လမ်းလျှောက်နေတာမျိုးလုံးဖွင့်ကြည့်လိုက်တော့ဘာမှမတွေ့ရဘူးအတန်းတော့ကြားနေရတယ် တို့ပြောနေစင်မှာကျွန်တော်ကထလာလိုက်ပြီးတော့၁၇နာရီလောက်ကကြောင်းပေါ်မှာခောက်ထုတ်ခောက်မြန်လမ်းလျှောက်နေတာဗျမျိုးလုံးဖွင့်ကြည့်လိုက်တော့ဘာမှလည်းမတွေ့အောင်အတန်ကတော့ကြားနေရတယ်ခင်ဗျားတို့လည်းနိုးနေပြီလားဆိုပြီးတော့ဘေးဘီကြည့်လိုက်တော့အလုံးအားအိပ်ပျော်နေကြပြီဗျကျွန်တော်လည်းဆောင်းခေါင်းမှုချုပ်ပြီးတော့ကြောက်နေရချွေးတွေကိုပြန်ရောဗျခင်ဗျားတို့ရှိနေလို့တယောက်ထဲဆိုလက်ပြလွတ်မလားပဲ၃၄ခေါက်လောက်လက်ပတ်လျှောက်ပြီးတော့မှခေါင်းရင်းဘက်မှာအတန်ပျောက်သွားတာသူ့အိပ်ရာထဲမှာတွားရတဲ့ပုံပဲသူမသေးခင်ကလုံနေကြတိုင်းရှောက်လုံနေတာဖြစ်မယ်ဗျဦးစင်းကြီးကလည်းတမလွန်ဘဝပြောင်းသွားတာတော့သူ့ပစ္စည်းတွေဆွဲလန်းတဲ့စိတ်နဲ့ကြောက်မှာပဲရှိနေပုံရတယ်ဖြစ်နိုင်တယ်ဗျပြီးခဲ့တဲ့နှစ်တွေက တော်တို့သူ့ရဲ့ TV နဲ့ offset ခဏဖွင့်ကြည့်ရင်သူ့မှာထလာပြီးတော့အသွားပြန်ထိုင်လိုက်ထလိုက်နဲ့စိတ်မချဖြစ်နေ။အခုသူလည်းမရှိတော့ရောသူ့ပစ္စည်းတွေအားလုံးသူ့သားသမီးတွေခွဲချမ်းယူသွားတဲ့နောက်ကိုဘာဖြစ်လို့လိုက်မသွားရလဲမသိဘူး။ပြန်လွန်တော်မူကန်ဒီမှာဒီကြောင်းနဲ့ဒီနေရာကိုဆွဲလန်းတဲ့စိတ်ကြောင့်မကျွတ်မလွတ်သေးရလဲဖြစ်နိုင်တာပဲ။ဦးစင်းကြီးမိသားစုကတောင်ကြီးမှာအထက်သမားလုံးနဲ့အသက်မွေးမ်းကြောင်းပြုတ်သူတွေဖြစ်ကြပါရဲ့။ ချောင်းလည်ခြင်းမရှိကြပါဘူး။ဦးစင်းကြီးတို့ဆွန်းတကြမြေမပုတ်နိုင်ကြပါဘူး။အဲဒါကြောင့်မဲအသက်80ကျော်ပြန်လွန်တော်မူကနေဒီရသေးတောင်ကနေအတက်စင်းကိုအန်တုပြီးတော့ဆွန်းကန်စားခဲ့ရပါတယ်။ဦးကောနဲ့ကျောင်းမှရှိတဲ့တန်ကားတွေအာယုံဆွန်းကတ်နေစဉ်ကျွန်တော်တို့အုပ်စုဆောင်ခေါင်းများပြန်တယ်လာကြပါတယ်။ထိုခါကျမှရေလိုက်ထည့်ပေးတဲ့ကိုရော်လေးကကျွန်တော်တို့အဖြစ်ကိုမြင်ပြီးတော့တကားတို့ ညာကောင်းကောင်းရောအိပ်ရရလားစောင်းနေလိုက်ဆွဲတာမခံရဘူးလားစောင်းတော့မဆွဲပါဘူးဖျားညာဦးပိုင်းရောမိုးလင်းပိုင်းမှာရောတောင်ဝင်းနဲ့လမ်းလျှောက်နေတယ်လို့အတန်တွေပဲကြားနေရပါတယ်ဖျားပြီးကြတဲ့လားဖျားဘူးတွေလာရင်လည်းနှစ်ညလောက်တဲခုဝင်တောင်လို့ခွင့်ပေးလိုက်တယ်တညတဲ့နဲ့ပြန်ပြေးကြရောဗျာဦးစင်းတို့ကြောင်းတဲချောက်တယ်လို့ပဲပြောသွားတယ်တကာတယောက်ကတော့တညလုံးစောင်းနေလာဆွဲနေရပဲတဲ့သူเจ้าမှလာတဲခုတာမကြိုက်တဲ့ပုံပဲကျွန်တော်တို့ရောအဲ့လိုမျိုးတွေမလုပ်ပါဘူးဦးစင်းရင်သက်ရှိစဉ်ချိန်နဲ့အเจ้าကိုရောက်တာနဲ့ဝိထုငွေတွေအရင်ဆက်ကပ်ပြီးတော့ပေါင်းတင်ထားတာကြောင့်လည်းဖြစ်နိုင်ပါတယ်အဲ့ဒီနောက်မှာတော့ဦးကောရဲ့เจ้าမှာပဲ ညံ့ပြန်အိပ်ဖြစ်ကြပါတော့တယ် နောက်နေ့မနက်ပိုင်းအမျိုးသမီးအုပ်စုအာယုံစွန့်ကပ်ရန်ချက်ပြုတ်ကျော်လွန်နေကြပါတယ်။ကျွန်တော်ကတပြက်စီးလေးဆွဲပြီးတော့ចောင်းပတ်ဝင်ခြင်းအနက်တပြက်စီးတွေလဲကျင့်နေပါတယ်။စွန်းစားចောင်းဆောင်နောက်ပဲဖျားဘူးခီးသွားတွေတောက်သုံးရန်ထားတဲ့ရေတိုင်ကြီးကြီးအနီးမှာတပြက်စီးလဲနေပါတယ်။ကျွန်တော်နောက်ကကိုရော်တပတ်တပိတ်ပိုက်ပြီးတော့စွန်းကန်ထွက်သွားတာကိုသိလိုက်ရပါတယ်။ဘုံကြီးเจ้าမှာတောင်ကြီးစွန်းကန်ထွက်တာမဆန်းဆိုပြီးတော့တပြက်စီးကိုလဲမြက်လဲနေပါတယ်။ထို့ကိုရော်ကတဖြည်းဖြည်းလျှောက်သွားနေရကရတေကြီးဥခန့်ကြီးရုတ်တုရှိနေရောက်တော့မှကျွန်တော်ရုတ်တရက်သတိဝင်လာပြီးတော့လဲကြည့်လိုက်တဲ့အခါမှာပဲမျက်စိရောက်မှာပဲအရေးလိုဝေဝါးပြောက်ွယ်သွားပါတော့တယ်။ဟမ် ။ဦးစင်းသူမနာယူပါလား။အချိန်က9နာရီခွဲခန့်ရှိနေပါပြီ။အာယုံစုံးမင်မကက်ရသေးပါဘူး။နေစုံးအတွက်တောင်မော်က9နာရီကျော်မှသာဆင်းကြတာကိုတွေးမိလိုက်ပြီးတော့လက်ကြည့်မိခြင်းလည်းဖြစ်ပါတယ်။ဦးစင်းရနေစဉ်လုံနေကြတဲ့ရှောက်လုံနေရပါလား။ကျွန်တော်တို့ဖရားဘူးတွေကလည်းယသိတောင်ဓမ္မတုခကြောင်းမှာ9ည6ရက်တပေါင်းလာပြည့်နေ့မှာဥကော့ကိုရှ िख ိုးဥချပြီးတော့တောင်ကြီးကိုပြန်ဆင်းလာခဲ့ကြပါတယ်။ ကျွန်တော်လည်းလာမယ့်နှစ်မှာဆရာတော်ဦးစံနေမှာဥကောဝိဒနဲ့အခြားတန်ဃာတော်များကျန်းကျန်းမာမာချမ်းသာစွာသတင်းသုံးနေတာကိုမြင်ရလိုပါတယ်။ကြတိယောတဒနာဤကဘာတီတွေတီတဲ့မှာစေတောင်စင်တောင်နှန်းတျောက်ဆောက်ရှောက်ကြပါကုန်သောဆံရပံရပုတ်ကိုဝေနေရအပေါင်းတို့ကိုမြစ်တာတွေပို့ပြီးတော့တောင်စင်ကားပေါ်ကနေလိုက်ပါခဲ့ပါတော့တယ်။ဦးစင်သူမနာကြီးလည်းဆွဲလန်းမှုတွေကင်းပါပြီးကောင်းရပုံဘွားကိုရောက်ပါစေဆိုပြီးတော့ဆူတောင်းလိုက်မိပါသေးတယ်။အဲဒီနောက်ကင်မွန်စကန်ကနှစ်နာရီမှာဝင်းခီးတဲ့ပို့ဆောင်ရေးမှန်လုံကားကြီးနဲ့ရန်ကုန်ကိုပြန်ခဲ့ကြပါတော့တယ်။ဇလန်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစွန်းနေဒီလိုက် ါနားဆင်ပေးကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။